မြန်မာနဝချန်နယ်ကိုအစဉ်တစိုက်အားပေးနာဆင်နေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပြီးတော့ပရလောကနဲ့ဂမိယဇလံကောင်းလေးတွေကိုနေ့စဉ်ရွေးချယ်တင်ဆက်ပေးနေပါတယ်။ဒီကနေ့မှလည်းပရိသတ်များနားဆင်ရမယ့်ဇလံလေးကစာရေးဆရာနောင်ယိုစေးရေးသားထားတဲ့အယိုးသူတော်နဲ့ကြောက်အိုးသွင်းပွဲဇလံလေးကိုပရိသတ်ကြီးကနားဆင်ရမှာဖြစ်ပါတယ်။လောကမှာတကြောင်တကြာ တရွာတပုတ်ဆန်းဆိုတဲ့စကားပုံရှိခဲ့ဘူးရဲ့မဟုတ်လားအခုလဲကြောက်ဥရွာဆိုတဲ့တရွာတပုတ်ဆန်းနေတဲ့ရွာအเจ้าကိုပြောပြပါအောင်မယ်ရွာနမရကြောက်ဥရွာတဲ့ဒီရွာကတခြားရွာတွေလိုမျိုးတုတ်တန်မရှိဘူးတုတ်တန်မရှိဘူးဆိုမှလုံးဝမရှိတာဘာကြောင့်ဒီရွာမှာတုတ်တန်မရှိရလဲဆိုတော့ရွာတွေကတည်တဲ့လူတွေရဲ့အလောင်းကိုတက်ဆိုင်ရာမိသားစုတွေကကြောက်ဥကြီးတွေထည့်သွင်းပြီးတော့တကြိုးလို့မရှိကြတာ အဲ့ဒီလိုလူသေးတကြိုထားတဲ့ကြောက်အိုးတွေကိုသူတို့ရဲ့အိမ်နောက်မှာပဲထားတတ်ကြတယ်။ဒီလိုတကြိုမှုကိုသူတို့ရွာစီမှာတော့အိုးသိမ့်ပွဲလို့ခေါ်ကြပါတယ်။သူတို့တယောက်အယူတစ်ဖက်ကောင်းတလဲနဲ့သွားလာနေခဲ့ပြီးသူသွားလိုက်ရအနောက်မှာတော့တစီကြီးကုတ်အုံးကကဲ့ရဲ့ပလာခဲ့တယ်။တစီကြီးကသူ့ရောက်ကို ပြက်ကျင်းနေတာဆိုတော့သူတို့အနောက်ကိုလိုက်တချက်တချက်ညှဉ်းညူတက်သေးတယ်။ဟာရွာပြန်ချင်လို့ပါဆိုမှသူကသွားချင်ရောက်ကိုသွားနေတော့တာပဲ။ တကယ်တော့သူတော်ကတစေကြီးကိုအုံးကိုရွာစီပြန်ဖို့ပြဖို့ပဲသွားနေတာဒါမဲ့လမ်းခီးကနီးတဲ့ခီးမဟုတ်ဘူးပြီးတော့သူတို့မှလည်းတာဝန်ယူထားရတဲ့အပြစ်ဒဏ်ကရှိနေသေးတယ်ဒါကြောင့်လည်းတစေကိုအုံးကတခြားတော့ဘာမှမပြောဘူးဒုက္ခများတော့ဒုက္ခတော့နည်းနည်းများတာပေါ့ဘာကြောင့်လဲဆိုတော့သိတယ်မဟုတ်လားသူတော်ဆိုတာကသူတော်လေသူတော်အနေနဲ့ယောဂီဝိစီကိုအသွေးပြောင်းနိုင်တစေကြီးကအတွက်ကိစ္စမရှိဘူးဆိုပေမဲ့ သူတော်တရားအယူပုံစံနဲ့ဆိုရင်တော့တဆေကိုအောင်ခမားသူ့ဘာတဆေဘွားနဲ့ယူးချင်နှမ်းချင်တယ်လို့ဖြစ်လာခဲ့တယ်။ဒီတန်သွားနေရင်ကဖိတ်သားကြီးလို့အော်ဟစ်ပြီးတော့အုံနဲ့မြင်တဲ့သူတော်ကပြေးသူ့ဘာလိုက်ပြေးရတယ်။တဖန်ပြေးနေရင်ဒီနေရာနှစ်သားလေးသူတော်ထက်ကြတယ်။ဒီနေရာမှာအိပ်မယ်ဆိုရင် သူလည်းအိပ်ရတယ်။တခါတခါသူတော်ကနေထိုင်ရင်ခုံပေါက်ကနေပြေးသူ့မှာလည်းလိုက်ပဲကရတော့မလို့လို့ထိုင်မဲ့ကြည့်ရတော့မလို့လို့အနည်းရခတ်တာ။ ါပေမဲ့လည်းဘာပဲဖြစ်ဖြစ်တစီကြီးကိုအောင်ပျော်နေမိပါတယ်။ဘယ်သူမှမရှိဘယ်သူမှမသိတဲ့ဖန်ဝေးပင်ကြီးစီမှာသူကိုယ်တိုင်တော့အဲ့ဒီအပင်ကိုဘယ်ရဘယ်လိုရောက်လာခဲ့မှမသိတဲ့ဘွားကနေသူတို့ကသူ့ကိုကဲတီထုတ်ပြီးလာတာမဟုတ်ဘူးလား။သူတို့သာမခေါ်ထုတ်လာခဲ့ရင်သူ့အနေနဲ့နေရှိတွေ့ဖန်ဝေးပင်ကြီးစီမှာပဲတဝဲလလဖြစ်နေတော့မှရင်ဒီကနေ့မှာတော့သူတို့တယောက်အယူအသွေးနဲ့မဟုတ်ပဲယောဂီအသွေးနဲ့ရှိနေပြီးတော့ဇေယအူကြီးအတွေ့တမတ်ထားထားနေလေတယ် ပစိကြီးကိုအိုကတော့သူတို့နဲ့မလန့်မကန့်စီမှာလှဲ့အိပ်ရရှိနေရကအိတ်မပြောင်းနိုင်တော့မှမျိုးလုံးတွေဖွင့်ပြီးသူတို့ကိုကြည့်နေမိတယ်။အခုလိုပုံစံကိုပြောင်းလဲထားရင်သူတို့ကတိတ်ကိုချီကောင်းတော့တယ်။သမီးရှိရှိနဲ့အရက်ကထောင်းထောင်းမောင်းမောင်းအသားအိရာဖြူကြည့်ပြီးနှာရန်စင်းစင်းမျိုးလုံးကောင်းကောင်းမျက်ပံနက်နက်နဲ့နှာခမ်းတွေကလည်းယောက်ျားပိပိတတပိပိရရှိရယ်။ရည်လိုက်တဲ့အချိန်ဆိုရင်ဘဘက်စီမှာတက်တက်လေးတစ်ခုလည်းရှိနေပြန်သေးရဲ့။ စကားပြောပြန်လဲအတန်ဟာချိုကြည့်ရှာလို့အတန်ကိုနားထောင်ပြီးနားထောင်ကြည့်မိတယ်။အဲအယိုးအသွင်ကိုပြောင်းသွားပြီဆိုရင်တော့ဒီအသွင်နဲ့လာလာမှမဆိုင်တော့တယ်လို့တတိတခြားကြီးဖြစ်သွားတာ။ဇဗင်တွေကရှုပ်ထွေးပွေလီ ကောက်ခွေလို့မျက်နာအိုယော်သွားပြီးသွားရရလဲမညီမညာဖြစ်ကုန်တယ်။အသားအီကလည်းညံ့နှံပေယော်လို့အတန်ကလည်းအော်ရှရှကြီးဖြစ်သွားတယ်။ဒီအချင်းရတွေကြောင့်သူတို့ကချင်းစာတွေတင့်နေသလားဆိုပြီး တစေကြီးကိုအောင်အဖမ်းမတွင်းနေမိပါသေးတယ်။ဟုတ်တယ်လေ။လူတယောက်ဒီလိုလူတယောက်ဆိုတာတော့မှတမန်လိုမဟုတ်ပဲဝဲစာခီကိုမှတ်ပြီးခန္ဓာကြီးခီကိုလှမ်းနေတဲ့လူတယောက်မဟုတ်လား။တိတ်တိတ်ဆွဲအင်းနဲ့မြင့်မြင့်မာမာရှိနေတယ်။ဒီလိုလူကဘယ်အတွက်ကြောင့်မို့အခုလိုဘဝနှစ်ခုအသွင်နှစ်ခုအပြောင်းလဲဖြစ်နေရတာလဲ။ဒီလိုဖြစ်နိုင်မှုဆိုတော့တစေကြီးကိုအောင်ညံမြည်တဲ့လောက်တွေးကြည့်တော့ချိန်စာတဲ့နာတစ်ခုပဲမြင်မိတယ်။ခန္ဓာကြီးခန္ဓာတွေဆိုတာက ။တစီကြီးကိုအောင်နားမလည်မိဘူး။ရှိလို့ရှိမှန်းကိုလည်းသူမသိဘူး။ဒါကြောင့်လည်းသူတို့ဘာဖြစ်ခဲ့လဲဆိုတာထက်ကို သူတို့အခုလိုပုံစံလေးအတိုင်းမဲ့အမြဲရှိနေကောင်းမှာပဲလို့တွေးမိတယ်။တွားဟေးတွားဟာမြမြသားကြ။နောက်ကျနေတော့မှာပဲ။တစီကြီးကိုအောင်လဲလျောင်းကြီးအတွေ့တွေလုံနေမိတော့နားရဲလို့သူစွစွကြက်ကြက်နဲ့ဆူညာတန်တွေကြားမိလာခဲ့တယ်။တိလို့စိတ်နဲ့လဲလျောင်းရကာထပြီးချိန်ပြီးတော့ ဇရေရဲ့အရှိတ်လမ်းအတိုင်းလှမ်းလာနေကြတဲ့လူတွေယောက်ျားရောမိန်းမရောတက်ကြီးရိုးတွေရောကလေးငယ်တွေရောအိုးဆုံးလို့ပါပဲအရေးအတွက်က၄900လောက်ရှိမယ်လို့ခန့်မှန်းမိတယ်အကောင်လုံးကစီတန်းပြီးတော့စွစွညံ့ညံ့အသံပလောင်တွေကိုဟစ်ချပြီးသွားနေကြတယ်လူအုပ်ကြီးရောအသေးချာကြည့်သစေကြီးကုံအုံစိတ်ထဲတမျိုးဖြစ်လာတယ်အသေးချာစူးစဲကြည့်မိလိုက်တယ်အိုးဒါလူတွေမှမဟုတ်တာပဲ ငါလိုပဲတဆေတွေသူ့ဘဝမှာတဆေဖြစ်ပြီးကြရတခြားမျိုးနဲ့သူတဆေတွေနဲ့တကောင်တလေတောင်ကြုံဆုံခဲ့ဘူးတာမျိုးမရှိခဲ့ဘူးဟောအခုကြုံမဲ့ကြုံတော့လည်းမနေမနှောပါလားမတိဆေရဲ့ဆေးဆောင်မှုကြောင့်လားမျိုးနဲ့သူတွေကိုအမြင်ရလို့ဝမ်းသာမိတာလားတဆေကြီးကိုအော်မဝေခွက်တတ်အလိုလိုထ ਾਇ ရကနေထလာမိတယ်ပြီးတော့ခြေလန်းနေရဇေယျအရှိရလူအုပ်ကြီးစီကိုသွားဖို့အလားတဆေကြီး ဘယ်တော့မလို့လဲသူတို့စီကိုရောက်သွားရင်တဆေကြီးအနေနဲ့ရွာကိုပြန်ခွင့်ရတော့မှာမဟုတ်ဘူးနော်သူတို့နဲ့ပဲအမြဲတမ်းနေသွားရလိမ့်မယ်တဆေကြီးကိုအောင်ကြောက်လန့်သွားတယ်။ "तू ကရွာပြန်နေတဲ့လူလေဒီလိုတဆေတွေကြားထဲမှာ तू မနေလို့ခမားသေးချင်တော့အချိုးချောက်ပေါင်းမိကြည့်လေတခုတော့အထူးသတိထားပါသူတို့နဲ့ထိတွေ့တာမျိုးလုံးဝမရှိပါစေနဲ့တော်ပါပြီမသွားတော့ပါဘူးဒါဖြစ်လေသူတို့သွားပြီးမှအနောက်ကနေ ဘာတော့တားနေကြလဲဆိုတာလိုက်ကြည့်ကြတော့ပေါ့ဟုတ်ကဲ့ပါသူတော်နှစ်ယောက်သားဇေယကြီးအပေါ်ကနေပဲလူတန်းကြီးစုံတဲ့အထိရက်ကြည့်နေကြတယ်လူတန်းကြီးလည်းစုံကော အနောက်မလန့်မကနေလိုက်ခဲ့ကြတယ်အရှိရလူတန်းကြီးကလမ်းအတိုင်းသွားရင်အတော်ကြတော့ရာကြီးတရွာကိုလှမ်းမိရပြီလူတန်းကြီးကအဲ့ဒီရွာကြီးစီကိုဥတီသွားနေတာကိုသတိထားမိလိမ့်တယ်ရွာမှာတခုခုရှိတာဖြစ်မယ်ဟုတ်လိမ့်မယ်လူတန်းကြီးကရွာတွေကိုတက်ဆက်မက်မက်ဝင်သွားတယ် သူတော်တို့လည်းအနောက်ကနေရွာထဲကိုလှမ်းဝင်လာခဲ့တယ်။ရွာထဲရောက်ပြီးတိတ်မကြအောင်။နားထဲမှာဒူးပတ်တန်နဲ့အတူတူလူတွေပျော်ရွှင်စွာကောက်ခုံအော်ဟစ်နေတဲ့အတန်တွေကိုကြားလိုက်ရတယ်။ဘာသာတွေလဲ။ပျော်ဝဲရှင်ဝင်လုံးနေတာဖြစ်မယ်။လူတန်းကြီးကအဲ့ဒီအတော့ကိုသွားနေရပဲ။လူတန်းကြီးရဲ့အနောက်ကနေလိုက်ကြရေးတိတ်မကြလိုက်ဘူး။အိတ်တိမ်ရဲ့အရှိစီမှာဒူးပတ်ဝိုင်းနဲ့အတူလူကြီးလူငယ်ကလေးကြောင်မှမပြေအကော်လို့အော်ဟစ်ကောက်ခုံနေတာကိုမြင်ရတယ်။ တချို့လူတွေကကောက်ခုန်နေကြတဲ့သူတွေကိုရက်ချီအားပေးကြတယ်။အင်းရဲ့အရှိစီကိုကြည့်လိုက်တော့တေဆုံးနေတဲ့မမက်ပြိုတယောက်ရဲ့အလောင်းကိုပန်းနေပန်းမင်းအလှပတွေပြင်ဆင်ထားတာတွေ့ရတယ်။ဒီမြင်ဝင်ဒီအချင်းရတွေကတစေကိုအောင်အတွက်တင်မကအောင်သူတို့အတွက်ပါအထူးဆန်းဆုံးမြင်ဝင်ဖြစ်ရလေတယ်။အခုနကရွာအပြင်ကနေလာခဲ့တဲ့တစေတွေကတော့ကောက်ခုန်နေတဲ့လူတွေကြားတဲ့ကိုသူတို့ပါရောရောင်ဝေရောင်ပြီးကောက်ခုန်နေကြပြီ။ သူတော်လည်းသူ့အနာရက်ကြည့်နေသူတယောက်စီကိုချစ်ကပ်လိုက်တယ်။နောင်ကြီးဒါကဘလို့ပွဲမျိုးလဲဘလို့ခေါ်ရတာလဲ။အိုးသွေးမွေးလို့ခေါ်တယ်ဗျ။ဒီရွာလူတွေကလူတွေတည်းအခုလိုပဲအိုးသွေးမွေးလောက်ကြတယ်။အမေခံရတဲ့လူကသူ့တော်ကိုတိတ်အာရုံမျှဖြေချပြရနဲ့ကောက်ခုန်နေကြတဲ့လူတွေစီကိုပြဲလဲကကြည့်ရှုအားပေးနေတယ်။အိုးသွေးမွေးထိုးစားလိုက်တာဗျ။ဒါမဲ့ကြုတ်သေးချာနားမလည်မိဘူး။ ရှင်းရှင်းလင်းလင်းပြောပြနိုင်မလားနောင်ကြီး။ Ừm ပြောပြပေးနိုင်တာပေါ့ဗျာ။ဒါကျုပ်တို့ရွာရဲ့တခြားရွာတွေနဲ့မတူတဲ့ထူခြားတဲ့ဓလိ့ပဲ။ခေါ်ယူပြီးတော့ကိုပြောပြရအောင်ပါ။ပြောပြပါဦးဗျာ။ကျုပ်အလွန်စိတ်ဝင်စားနေမိပြီမို့။သူတို့ကထပ်ပြီးပြောချင်လာအောင်စကားလမ်းကြောင်းပေးလိုက်တယ်။ဒီအခါမှာအမေခင်ရတဲ့သူကနောင်ကြီးလိုပါပဲဗျာ။ကျုပ်တို့ရွာမဟုတ်တဲ့လူတွေကအခုလိုအိုးသွင်းမွေးကိုတိတ်ပြီးစိတ်ဝင်စားကြတာဗျာ။ ိုသိမွဲဆိုတာဒီလိုပြကျုပ်တို့ရွာနာမည်ကနေစပြီးတော့ပြောပြမယ်ဟုတ်ကဲ့ကျုပ်တို့ရွာကိုကြောက်အိုးကြီးရွာလို့ခေါ်တယ်အိမ်နိုင်ရဲ့အနောက်မှာကြောက်အိုးကြီးတွေရှိနေလို့လေအဲ့ဒီကြောက်အိုးကြီးတွေကကျုပ်တို့ရွာမိသားစုဝင်တွေတည်ဆုံတိုင်းအဲ့ဒီအိုးကြီးထဲမှာတကြိုတဲ့အနေနဲ့ထည့်ထားခဲ့ကြတာအဟုတ်စရာပါပဲကျုပ်တို့ရွာမှာတောက်တံမရှိဘူးထားလည်းမထားဘူးရှေးအစဉ်ဆက်ကလေးက လူသေးပြီဆိုတာနဲ့အခုလိုမျိုးကြောက်အိုးကြီးတွေနဲ့ထဲ့ပြီးတကြိုကြတာပြီးတော့တကြိုတဲ့အခါမှာလည်းအခုလိုပဲတည်ဆုံးသူရဲ့ဝိညာဉ်ပျော်ရွှင်စေဖို့ပျော်ဝဲရှင်မွေးလှုပ်ပေးရတယ်ဗျသူတော့စိတ်ဝင်စားမိခေါင်းကိုငြိမ်လိုက်မိတယ်ဘာကြောင့်အခုလိုတကြိုကြရလဲအကြောင်းတစ်ခုခုတော့ရှိမလားပဲအမေခင်ရသူကပြုံးသွားတယ်ရှိတာပေါ့ဗျတိတ်ကူရှိတာပေါ့ဒါဖြစ်လေပြောပြစမ်းပါဦးဗျဘာကြောင့်အခုလိုလောရတာလဲဆိုတော့ကဒီလိုရဲ့ဗျ ကြာဦးကြီးရွာကိုစတီတဲ့အချိန်တော့ဖြစ်ပျက်ခဲ့တဲ့အဖြစ်ပျက်တစ်ခုကြောင့်ပဲအမေခရသူရွာသားရွာဒီစဖြစ်ပျက်ခဲ့ရတွေကိုပြန်လဲပြောပြပါတော့တယ်။ကြာဦးကြီးရွာကိုစတီတဲ့အချိန်အားစပြီးသုံးတဲ့အတွင်းမှာရွာနေတဲ့လူဦးရေက200ကျော်ကျော်ဖြစ်လာတယ်။ရေကဲမြေကဲကောင်းတဲ့အရက်ဒေသဆိုတော့လူသူတွေကတစ်နှစ်ထက်တစ်နှစ်လူဦးရေပုံပုံတိုးလာခဲ့တယ်။စတဲ့တော့ကတော့ကြာဦးကြီးရွာရဲ့လို့မဟုတ်သေးဘူး။ကျွန်းတော့ရွာလို့တညာပြုတ်ထားတာ။ ကျွန်းတော်ရွာရွာနေလူဦးရေတိုးပွားလာတော့နမျိုးတွေကိုတစားတစားတိုးချက်လာခဲ့ရတယ်။ဒီအခါတုတ်တန်လို့သတ်မှတ်ထားတဲ့နေရာကိုရွှေ့ပြောင်းရတယ်။ဒီလိုရွှေ့ပြောင်းမှုကနေစတင်ပြီးတော့သူတို့ရွာအောင်မမြင်နိုင်တဲ့ကြောက်မက်ဖွယ်ကောင်းတဲ့အန်နီယဲတစ်ခု ကြာရောက်လာခဲ့တယ်။ဒီအန်နီယဲကတော့တုတ်တန်နေရာအသစ်စီမှာလူတွေသွားမြုပ်ပြီးတိုင်းညဘက်ရောက်လာပြီးဆိုတာနဲ့အဲ့ဒီအလောင်းကအသက်ပြောင်းဝင်လို့ရွာထဲကိုရောက်လာခဲ့တယ်။ပြီးတော့မိသားစုတွေရွာထဲကလူတွေရဲ့နာမည်ကိုလိုက်ခေါ်တယ် တခါခေါ်ရင်တယောက်ကနေနှစ်ယောက်အခေါ်ခံရတယ်။အခေါ်ခံရတဲ့သူကမသိတော့ထူးမိတယ်။ထူးမိသူကအဲ့ဒီတညောင်မလွန်မဲ့တည်ဆုံးခဲ့ရတယ်။ဒီခါမှာတည်ဆုံးသူကကြိုးပြီးညဘက်ရောက်တဲ့အခါရွာထဲကိုထက်ပြီးဝင်လာကြပြိန်အောင်။နမဲထက်ခေါ်တယ်။ပြီးတော့မနေ့ရောက်လို့ရွာထဲရလူသေးပြီးတာနဲ့နမဲလာခေါ်တဲ့အလောင်းကလည်းတုတ်တဲ့အဆက်မှတစစီဖြစ်လို့တားရဲ့အကောင်တကောင်ကကိုက်ဖြက်စားတော့ထားတယ်လို့ဖြစ်နေတတ်တယ်။ ဘာကြောင့်ဆိုတာရေတော့မသိရသေးဘူးကျွန်းတော်ရွာမှာအဲ့ဒီကိစ္စကဆယ်ချိန်ထက်မနည်းဖြစ်ခဲ့ပြီးတဲ့နောက်မှာတော့ရွာရဲကလူ20ယောက်ကတည်ဆုံခဲ့ကြပြီနောက်ဆုံးတော့ဒီအတွက်ကိုတရွာလုံးအစည်းအဝေးထိုင်ကြတယ်ရွာကရေကန်မြေကန်ကောင်းလို့တော့တခြားအရက်ကိုလည်းမပြောင်းလို့နောက်ဆုံးတော့ဖြည့်ရှိရနီးလန်းအဖြစ်ပြော့ပွဲရွှင်ပွဲတွေပြီးပြီးတော့မှတည်ဆုံသူအလောင်းတွေကိုเจ้าဦးကြီးတွေထဲမှာပဲထည့်ပိတ်တချို့ပြီးတောက်တန်စီကိုလည်းမပို့တော့ဘဲ တက်ဆိုင်ရမိသားစုတွေရဲ့အိမ်တွေစီမှာပဲထားလိုက်ကြတော့တယ်ဒီလိုလုံးလိုက်တော့မှပဲညဘက်ဆိုရင်အလောင်းတွေနာမည်လာခေါ်တာမျိုးရက်တက်သွားခဲ့ပြီနမဲအခေါ်ခင်ရတဲ့လူတွေတိတ်ဆုံးနေတဲ့အခက်ခဲရလဲပြည့်လဲသွားခဲ့တယ်နှစ်လလောက်ကြာတော့ဒီလိုအကြောက်အကြီးတဲ့ထဲ့ပိတ်လို့မြုပ်နေတာကရွာရဲ့အစိလာဒလိတခုဖြစ်လာတယ်ရွာနမဲရလဲကျွန်းတော့ရအဖြစ်ကနေအိမ်နောက်ဘက်ကအကြောက်အကြီးတွေကိုအစဲပြုတ်ပြီးတော့အကြောက်အကြီးရွာရဲလို့ဖြစ်လာခဲ့တယ် သူတို့ကရွာကစီရတဆက်ကြောက်အိုးကြီးရွာရဲ့အကြောင်းကိုစိတ်ဝင်စားနားထောင်နေမိတယ်။အကြောင်းရကစိတ်ဝင်စားဖို့တော့ကောင်းပါရဲ့။ဒါပေမဲ့ရွာရဲ့ပြင်မကနေဝင်ရောက်လာတဲ့တဆေရီရရောဘာလာလုံးကြတာလဲ။လာလာမတကောင်တလေမဟုတ်ပဲရာကနန်းနဲ့ချိနေတာ။ဒါရောဘာအတက်များလဲ။သူတို့တွေးတောနေမိတယ်။ဒီကအိမ်ရဲ့တစ်ဖက်ကကိုကိုပင်ကြီးအပေါ်အမွေးမြင့်တွေနဲ့အကောင်ကြီးတကောင်တက်လာပြီးစောင်းကြောင်ကြီးထိုင်လို့ အောက်ကကောက်ကုန်နေကြတဲ့လူတွေကိုစားကြည့်နေတယ်။တစ်ချက်တစ်ချက်အလားပါတွေပြင်ဆင်ထားတဲ့အလောင်းကိုလည်းလှမ်းလှမ်းကြည့်နေတာကိုမြင်ရတယ်။ဒီကအောင်ကြီးနဲ့မရဘူးသူလဲဗျ။ကျက်ကိုမိတ်ဆက်ပြေးစမ်းမအောင်။မေးခရသူရွာသားကစကားဆလာတယ်။သူတော်လည်းအာယုံပြတ်သွားရလိမ့်ပြီ။ကျုပ်နမရသူတော့ပါခီးသွားတယောက်ပါပဲ။အော်ကျုပ်နမရတော့ကိုအောင်ပါ။ဟင်သူတော်နဲ့ဘေးကတဆေကြီးကိုအောင်က သူနဲ့နာမည်တူနေတဲ့ရွာသားကိုကြည့်ပြီးအာအာတင်သွားတယ်။နောင်ကြီးအချိန်ရရမဟုတ်လား။အိုးအချိန်မရတော့လေ။အိုးသူမွဲကတော့အဆုံးထိကြည့်သွားစေချင်တယ်ဗျာ။ကျုပ်တို့ရွာသားတွေအတွက်တော့ဒီကိစ္စရိုးရိမ်နေပြီဆိုပေမဲ့နောင်ကြီးသူ့တော်တို့လိုခရီးသွားတရွာသားတွေအတွက်ကတော့ကြုံနှုတ်ကြုံနေဗျ။နောက်ကြတော့လေကြော့အိမ်မှာတဲပေါ့ဗျာ။သူတော်ကအိုးသွေးမွဲဆိုတာနဲ့ရွာအပြင်ကတဆေဝိညာဉ်တွေဝင်ရောက်လာတဲ့ကိစ္စကိုအလွန်စိတ်ဝင်စားမိနေပြီမို့ ကိုအောင်ရဲ့ကလည်းမှုကိုခေါင်းငိတ်လက်ခံလိုက်တယ်။ဦးသိမွေကတော့ညနေစောင်းအထိကျင်းပပြီးနောက်မှာတေဆုံးသူမမေပြူရဲ့အလောင်းကိုအစင်းနဲ့ပြင်ထားပြီးဖြစ်တဲ့ကြောက်အိုကြီးတဲကိုထက်သေးမြုံနှံလိုက်တယ်။ဦးသိမွေပြီးဆုံးတဲ့အချိန်မှာတော့ကောက်ခုံနေကြတဲ့သစေကောင်ကြီးကပြန်လဲဆွေးလာပြီးရွာအပြင်ကိုပြန်ထွက်သွားကြလေရဲ့။သစေကောင်ကြီးအတန်းလိုက်ကြီးရဲ့အနောက်စီမှာတော့အခုနကတေဆုံးသူမမေပြူရဲ့ဝိညာဉ်သူတော်လှမ်းပြီးမြေတွေ့လိုက်ရတယ်။ သူတို့ကဒီမင်းကလေးကိုလာခေါ်ကြတာပဲသူတို့ဟာအဲ့ဒီလိုရေရုပ်ပြီးနောက်တစုံတစ်ခုသောအကြံကိုရရှိလာလေတယ်ဒီအကြံကတော့ဝိညာဉ်တွေနေတဲ့နေရာကိုသိဖို့ရအတွက်သစေကြီးကိုအုံကိုအနောက်ကနေလိုက်စီဖို့ပဲသစေကြီးကိုအုံကလည်းသူတို့အမှရှိတယ်လို့သစေအတန်းကြီးရဲ့အနောက်မလန့်မကန့်ကနေလိုက်ပါသွားခဲ့တယ်ကဲနောင်ကြီးသူတော်ညလဲစောင့်နေပြီဆိုတော့ကြိတ်အိမ်ကိုသွားကြမယ်ခမရခီးဆက်ဖို့ကမလွဲတော့ဘူး ဒီညတော့ကတော့ကြောက်အိမ်နေစီမှာပဲလိုက်တဲကြည်ဗျာဟုတ်ကဲ့ကိုကျေးဇူးတင်ပါတယ်ဒါမဲ့ကြုံတခြားတင်လို့ရစီမှာပဲတဲခုန်နေလိုက်ပါမယ်ဟာဘလို့မြဖြစ်ပါမလဲကြုံတားထားလို့ခမရနေနေတော့မဟုတ်ဘူးလားကြောက်စီမှာပဲလိုက်တဲပါဗျာကိုအောင်ကအတင်းကျပ်ပြောလာတော့သူတော်လည်းမငင်းတာတော့ဘူးဒါဖြစ်လေကြုတ်ကိုအိမ်ပေါ်မှာမဟုတ်တဲ့တခြားနေရာမှာညအိတ်တဲကိုကိုစီစဉ်ပေးပါဗျာရပါတယ်ဗျာ တင်းကုတ်ထဲမှာဆိုအဆင်ပြေနိုင်မလားပြေပါတယ်ဗျာသူတော်ကိုအုံးတို့အိစီကိုလိုက်ပါသွားခဲ့ရတယ်လိုက်မသွားခင်ကုတ်ကိုပင်ပေါ်ကအကောင်ညို့လှန့်ချီတော့ရှေ့မနေတော့ဘူးပျောက်ချင်မလားပျောက်သွားခဲ့လေပြီကိုအုံးတို့ရဲ့အိမ်ကိုရောက်တော့သူတော်တညတာနေထိုင်ရအတွက်အိမ်နဲ့ဘေးကနွားတင်းကုတ်စီမှာနေရာစီစဉ်ပေးတယ်သူတော်လည်းနွားတင်းကုတ်စီမှာပဲတဲခုဖြစ်တယ်ညဦးပိုင်းအချိန်မှာတဆေကြီးကိုအုံးပြက်လက်ရောက်ရှိလာခဲ့တယ်ဆရာသူတော်ဆရာသူတော် ။တစေကြီးရဲ့ခေါ်တဲ့ကြောင့်သူတော့တမထထဏီယာကမျက်လုံးဖွင့်ကြည့်လိုက်တယ်။တစေကြီးဘာလို့လဲ။ဘာများထူးခြားခဲ့လဲ။ထူးခြားပါတယ်ဆရာသူတော်။တစေတွေအားလုံးကကျွတ်တူတဲခေါ်တဲ့ဇီရဲ့ကြီးရဲ့ဟိုးတစ်ဖက်ကတောက်တန်ဟောင်းစီမှာနေကြတာ။သူတို့အကောင်ကြီးဒီကောင်ကအုပ်ချုပ်ထားတယ်။ဟင်။တစေအကောင်ကြီးလား။တစေမဟုတ်ဘူးဆရာသူတော်။တပတ်ကြီးလားဘလူကြီးလားပဲ။အရက်ကလည်းအရှိခန္ဓာကိုယ်မှာအမွှေးမြင့်တွေလည်းပနေတယ်။ နေခင်းတော့ကိုကိုပင်ပေါ်ကအကောင်ကြီးကိုသူတို့မျက်စိတည်းမြင်လာမိတယ်။လက်ဆက်သက်တော့ဒင်းရောက်လုံနေတာပဲ။သူတို့စိတ်ထဲကနေရေရွမိပြီးတဆေကြီးကိုအုံကိုကြည့်လိုက်တယ်။တဆေကြီးဗျာနေခင်းတော့အိုသိမ်းမွဲလောက်တဲ့ကွင်းနဘေးကကိုကိုပင်ကြီးမှာထိုင်နေတဲ့အကောင်ကြီးကိုမြင်မိလား။ကြောက်တရိမထားမိလိုက်ဘူး။음သူတို့ဘာဆက်ပြောရမလဲမသိတော့ဒါမဲ့တဆေကြီးကိုအုံပြောပုံရတော့ ီအကောင်ဆိုတာတေချာတလောက်ပဲအခုညကိုသူတို့တွေရွာထဲကိုပြေဝင်လာကြလိမ့်မယ်ဘလို့ရွာထဲကိုလာအောင်မယ်ဟုတ်လားဟုတ်တယ်ဆရာသူတော်ကြောက်ရောက်သွားတော့အိုးသွင်းမွေးအလုတ်ခင်ရတဲ့မင်းကလေးရဲ့ဝင်းကြီးကအကောင်ကြီးစီမှာအခစားပြို့နေတာကိုတွေ့ရတယ်အကောင်ကြီးကကလေးမရဲ့ခန္ဓာကိုသူ့စားမယ်လို့လည်းပြောနေတာကြားမိတယ်ဒါဆိုရင်တော့သူတို့ဒီညကိုလာဖြစ်အောင်လာမှာပဲပေါ့တေချာတလောက်ပါပဲ။ ဒါဖြစ်လဲတစေကြီးရပဲကျုပ်ကိုကုညီလက်ဆနဲ့ကုညီပေးအောင်ပြောပါကျုပ်အကုန်လုံးကုညီမယ်သူတို့လာမလာရွာထိပ်ကနေစောင့်ကြည့်ပေးအောင်သူတို့ရွာထဲကိုဝင်လာတာနဲ့ကျုပ်ကိုလာပြောပေးကောင်းပါပြီဆရာသူတော်တစေကြီးကိုအောင်ပြထွက်သွားတယ်သူတော်လည်းတမတ်ထားကိုဆက်မထားဖြစ်သေးပဲအင်ရှီကိုအောင်ပြောပြတဲ့ဒီကျောက်အိုးကြီးရွာရဲ့အကြောင်းကိုပြန်တွေးနေမိတယ်အကျိုးအကြောင်းမစီလျော်မှုတွေများနေတယ်လို့ပဲသူတော် နားထဲမှာဘာကြီးဇာတိရဲ့အတန်ကပြဲ့တင်လာတယ်။ဘာကြီးအခုဒီရွာမှာကြုံစုံနေရတဲ့ဘလူကရခတိုးလို့ခေါ်တဲ့လူသေးအသားကိုစားတဲ့ဘလူမျိုးနဲ့ပဲ။ရှေးတဲ့တော့ကဒီရွာဟာတောက်တန်နေရပြောင်းလိုက်ခြင်းကစားလို့ရခတိုးဘလူကလူသေးအသားကိုစားသုံးခွင့်ရပါတယ်။ "तू ကအလောင်းကိုမစားခင်သူ့အစွမ်းနဲ့ဖောက်ပြောက်သိမ်းပြီးတော့ရွာထဲကိုစီပြီးနမဲခေါ်စီတယ်။ဒီလိုနီးနဲ့ရွာထဲမှာလူတွေတိတ်အလောင်းနေဆက်နေပြီး သူလည်းမပင်မပန်းနဲ့ဝဝလင်လင်စားရတယ်။ရွာလူတွေကလည်းအကြောင်းစုံသိတဲ့အခါဒီအရေးကိုဖြေရှင်းရဖြစ်နတ်ဆရာအကူကြီးနဲ့ရခက်တို့ဘလို့ကိုပြင့်ဖိတ်ပြီးလူတည်တဲ့အခါမစားတော့မှုပြီးတော့အဲ့ဒီစားတခြားအစားစာဆက်တာပါမယ်ဆိုပြီးတောင်းဆိုကြတယ်။ဒါကိုရခက်တို့ဘလို့ကလည်းလက်ခံတယ်လူတည်တဲ့အခါမှာအိုးစီဒိုးပန်နဲ့ပျော်ဝဲရှင်ဝဲလှုပ်ကြပြီသူ့ကိုအသိပေးဖို့ပြောလာတယ်။ရွာလူတွေကရခက်တို့ဘလူးကိုလှုပ်ပေးမဲ့အကြောင်းဂရိပေးပြီးတော့ ိတ်မယုံတဲ့အခါကျတော့စိတ်ချရအောင်လူတည်တဲ့အလောင်းတွေကိုကြောက်အုပ်သွင်းပြီးကြိုခဲ့ကြတယ်။ဒါပေမဲ့လူတွေမသိတာအဲ့ဒီလိုကြောက်အုပ်သွင်းပြီးမှလည်းရခတ်တို့ဘလူးကညညဆိုရင်ကြောက်အိုးရဲ့အလောင်းကိုလာပြီးယူဆတတ်တယ်ဆိုတာပဲ။နောက်တစ်ခါရခတ်တို့ကတေသူတိုင်းကို သူ့ရဲ့အခိုင်းစေအဖြစ်ဖမ်းဆီးခေါ်ဆောင်တတ်တယ်။မင်းနေ့လေကတွေ့လိုက်ရတဲ့သစီတွေကသူဖမ်းဆီးထားတဲ့လူတွေပဲ။အော်လက်ဆက်သက်တော့ဒီလိုကို ဟုတ်တယ်သူတော်ရခတ်တို့ဘလူးကဂရိမတီဦးလူတွေကသူဂရိမတီတာကိုမသိကြဘူးနောက်ပိုင်းမှာကျတော့သဘောတူညီထားတဲ့လူတွေမရှိတော့တဲ့အတွက်အိုသိန်းဝဲရဲ့မူလအဖြစ်ပြက်ကပျောက်ခဲ့ပြီးဖြစ်စုဖြစ်စီပြောဆိုတာတွေကိုအမှန်ထင်လာခဲ့ကြတယ်ဒလေတခုအဖြစ်ခုံမြလာပြီးရခတ်တို့ဘလူးကိုလည်းမေးရလာခဲ့ကြတယ်ရွာသူရွာသားတွေကိုနေကူညီခဲ့ပါကို့ဝရနမေးချီကိုစိတ်မနဲ့တိုက်တယ်ပြီးတော့ကို့ရနမေးကားတော်မန်းနဲ့အဖြစ်အသုံးပြုပြီးရွတ်ဆိုပါ အမေကြီးနဲ့တက်ဆိုင်သူတွေကသူ့ကိုဆုံးမချစ်ချွတ်ပေးလိမ့်မယ်။ကောင်းပါပြီပါကြီး။ပါကြီးဇာတိရဲ့အသက်တိတ်သွားတော့သူတော်ဌာနရာကနေထလိုက်တယ်။ကိုဝေရနမေကြီးကိုအေးမြော့ပြီးဂါရာကိုမန်းတန်ပြောင်းရွံ့ရင်းအာကုံဆောင်လိုက်တယ်။28ခါအာကုံဆောင်ပြီးတဲ့အချိန်မှာတော့အေရှိကိုအုပ်တယောက်သူတော်ရှိရာစီကိုရောက်လာတယ်။သူတော်လည်းအကျိုးအကြောင်းကိုပြောပြလိုက်တယ်။ကိုအုံးကမရောဘူး။သူတော်ကခဏနေလိုက်ခဲ့ပေါ့။ ကိုအောင်အမြင်ရှင်းပြီးအမှန်ကိုနားလည်ပါလိမ့်မယ်။ကောင်းပြီလေ။ကြောက်လိုက်ခဲ့တာပေါ့။ညာတဖြည်းဖြည်းနက်လာပြီးသကောက်ရဲ့နားကိုကတ်လာတဲ့အချိန်ကျတော့တဆေကြီးကိုအောင်ကသူ့တော်စီကိုရေးကြီးတုတ်ပြနဲ့ပြန်လဲရောက်ရှိလာခဲ့တယ်။ဆရာသူတော်သူတို့ရွာထဲကိုရောက်နေပြီ။ဟုတ်လား။ဒါဖြင့်သူတို့စီကိုသွားကြတာပေါ့။နောင်ကြီးသူတော်ခမရတက်ရောက်ရောက်နဲ့စကားပြောနေသလားလို့အရှေကိုအောင်ကမေးလာတယ်။ သူတော်လည်းအေရှိကိုအုံကောမန္တန်ရုတ်ပြီးအမြင်တက်ဖွင့်ပြလိုက်တယ်။ဟာဒါဒါသူကတစေတကောင်ပဲလူဘွားတော်ကနမရတော့ခမားနဲ့နမဲတူတယ်ကိုအုံးနဲ့ဒါဒါဆိုတစေကိုအုံးမော်ဟုတ်ပါလေအေရှိကိုအုံးကတစေကြီးကိုအုံးကိုအသေးချာစူးစမ်းကြည့်နေတယ်သူတော်ကကဲသွားကြစို့လားသုံးယောက်သားနေလေတော့အိုသွင်းပွဲလုတ်တဲ့နိုင်ရေးအိတ်စီကိုရောက်လာခဲ့ကြတယ်တကောင်ရဲ့အချိန်မို့ တရားလုံးစီမှာအိတ်ဆက်နေကြပြီ။နာရဲ့အိမ်ကလည်းရခတ်တို့ဘလူးကအိမ်ငွေချထားလားမသိအားလုံးအိတ်ဆက်လို့ရင်သူတော်တို့လည်းနေ့လျာကြောက်အိုးအစ်စ်ထားရစီကိုတက်တဆိတ်လာခဲ့ကြတယ်။ဟာကြောက်အိုးအစ်စ်နားမှာအကောင်ကြီးနှစ်ကောင်တကောင်ကနေ့လယ်တော့ကိုကိုပြပေါ်မှာသူတော်မြင်မိထားတဲ့အကောင်ဖြစ်ပြီးတော့နောက်တကောင်ကတော့အဲ့ဒီအကောင်ထဲနှစ်ဆလောက်ကိုပို့ပြီးကြီးမာတယ်။သူ့ရဲ့အနောက်မှာတော့မမေပြိုရဲ့ဝိညာဉ်ကရက်နေလေတယ်။ဟုတ် ဟိုမှာရင့်နေတာလှပုံပဲကိုအုံးကပြောလာတယ်တေတဲ့မင်းကလေးရဲ့နာမည်ကလှပုံလားဟုတ်တယ်သူ့နာမည်လှပုံတဲ့သူတော်တို့ချိန်နေကြတော့မှပဲအကောင်ကြီးနဲ့ကောင်ကကြောက်အိုးအစ်စ်ကိုလှက်ပြီး အောက်ဘက်ကနေဖွင့်လိုက်တယ်ငယ်တဲ့အကောင်ကကြောက်အိုးရရမင်းကလေးအလောင်းကိုထုတ်ယူပြီးပခုံးပေါ်ကိုတင်ထမ်းတယ်ပြီးတော့ကြောက်အိုးကိုပုံစံမပြတ်ပြန်တက်ထားပြီးနေရာကနေထွက်ဖို့ဟပ်ပြန်လိုက်တဲ့အချိန်ဟေ့ရက်လိုက်စာသူတော်တရားအော်ဟိဟိုက်တားလိုက်တယ် ူတို့ရဲ့အတားကိုကြတော့အကောင်ကြီးနှစ်ကောင်ကတက်ငင်းနေဖြစ်သွားတယ်။ရခက်တို့ဘလို့ကတင်းတော့နှစ်ယောက်ထရဘာသူလဲ။ဟင်ငါပဲအကြီးကောင်ကပြောလာတယ်။တင်းကဂရိတ္တစာမရှိရသူပဲ။ဒီဘာလို့တွေကတင်းအတွက်နဲ့နိုင်ရဲ့အိမ်မှာပူဆွေးခွေနောင်မရှိပဲ။ပျော်ပွဲရှင်ပွဲလှုပ်ပေးရတယ်။စောက်ပွဲနဲ့ပတ်တတ်ရတယ်။ဒါ့ကိုတင်းကအခုတော့အလောင်းတွေကိုခိုးစားနေလို့ဒါငါအလုပ်နင်းနဲ့ပါဆိုင်တယ်။ ဂရိတ္တစာဆိုတာလူဖြစ်ဖြစ်ဘလူဖြစ်ဖြစ်တရမယ်ဆိုတော့ကိုတော့တင့်တင့်တင့်ပါတယ်တော်တော်ရှုပ်တာပဲဟေ့ကောင်ဒီကောက်တက်ပြီးငါတို့အစာဖြစ်ယူခဲ့လိုက်ရခတော်ဘလူရဲ့စကားအစုံအကောင်ငယ်တဲ့ဘလူဟာတိမုတ်ကံပြီးခုံဝင်လာတယ်သူတော်ကရွှေကိုရဲ့ငွေကိုရဲ့မန်းနံကိုရွတ်လိုက်တော့ဒုံငနဲ့ပဲဘလူနှကောင်ရဲ့အရှိမရွှေကိုငွေကိုရှိတဲ့ဓာတ်ကန်စစ်တီတော်နှစ်ပါးပေါ်လာပြီးတိမုတ်ကံဘလူကိုဓာတ်ရည်နဲ့ခုတ်ပိုင်းတိုက်ခိုက်တော့တယ် ဘလူးကောင်တွေကရွှေကိုငွေကိုစစ်တီနှစ်ပါအောင်မရှင်းတော့အောင်ဒီအချင်းအားကြောင့်ရခိုင်သူကဒေါသအပြည့်အထွက်ပါတယ်ချက်ချင်းပဲဒေါသတကြီးနဲ့မြေစီကိုဖနောက်ပေါက်လို့တင်းမုံကြီးတို့ကမြေကြီးတရနဲ့ခုတ်ထွက်လာတယ်တင်းပုတ်ကိုမြှောက်ပြီးသူတော်စီကိုအပြင်းဝင်လာတယ်နောင်ကြီးသူတော်လှုပ်လှုပ်ပါဦးကိုအောင်ကအလန့်တကြားအော်ဟစ်လေတယ်တဆေကြီးကိုခမရနဘေးရှောင်နေလိုက်တဆေကြီးကိုအောင်ကနေရာကနေရှောင်ပေးတယ်သူတော်က ကိုရနမင်းကာရာကိုမန်နံအဖြစ်ပြောင်းလဲရွတ်ဆိုလေတယ်။ချက်ချင်းပဲကောင်းဝင်စီကနေရခတ်တို့ဘလူးရဲ့အပေါ်တဲ့တဲ့ကိုအလင်းကြီးတစ်ခုဖြာချလာခဲ့တယ်။အလင်းကျလာတာနဲ့ရွှေကိုငွေကိုစစ်တီနှစ်ပါးလဲဖြတ်ခနဲ့ပျောက်ကွယ်သွားခဲ့တယ်။ရခတ်တို့ဘလူးရုံးကံမှုတော့မပြုတ်နိုင်မင်းနေရာမတည်းဒူးထောက်ကျသွားလိမ့်ပြီ။ခေါင်းလဲငါးဆိုင်ကျသွားရလိမ့်တယ်။အလင်းနှန်းကြီးကဟုတ်ခနဲ့ပြန်လဲရုတ်သိမ်းသွားတဲ့အချိန်မှာတော့ဘလူးနှစ်ကောင်ကနေရာကနေဟုတ်ခနဲ့ပျောက်ကွယ်သွားခဲ့ပါတော့တယ်။သူတို့က လှပုံဆိုတဲ့မမက်ပြိုဆိုင်ရနေရာစီပြန်လွန့်လိုက်တယ်။အဖြစ်ပြက်ကတော့ပြီးစီးသွားခဲ့ပြီ။သူတော်ကကိုအုံးကိုကြည့်လိုက်တယ်။ကဲကိုအုံးအဖြစ်ပြက်ကတော့ခမားမြင်ပါပဲ။မြင်ပါတယ်ဗျာ။ကျုပ်တို့ဘာဆက်လုပ်ရမလဲဆိုတော့ကိုပြောပြပါအောင်နှောင်ကြီးသူတော်ရဲ့။အခုပဲအားလုံးကိုတွားခေါ်ပြီးတော့ဖြစ်ချောင်းကိုစင်ကိုရှင်းပြချေဗျာ။ပြီးရင်လုံးတဲ့နာကိုခမားတို့တိုင်မြင်ကြပေါ့။ရခက်တို့ဘလို့အတွက်ကတော့စိတ်ချရပြီ။ တခုတော့ခမ ्या ကိုအသိပေးလိုက်မယ်။အဲ့ဒါတော့ဒီကအခုအသိဆုံးနဲ့မလောက်ပုံအပဝေတေဆုံးသူတန်းကို ရခတ်တို့ဘလူးကဖမ်းဆီးထားတာရှိတယ်။သူတို့ကဇေယျအိုကြီးရဲ့တစ်ဖက်တော်တန်းထဲမှာရှိနေကြတယ်။သူတို့အတွက်အကျုပ်လုပ်ပွဲလဲလှုပ်ပေးပြအောင်လှုပ်ပေးလိုက်ပါဗျာ။ကောင်းပါပြီ။နောင်ကြီးသူတို့မှားထားရတွေအားလုံးကြောက်လို့ဖြစ်အောင်လှုပ်ပါမယ်။ဒါဖြစ်ကျုပ်တို့ကိုခွင့်ပြုပါအောင်။ဟင်?နောင်ကြီးကသွားတော့မလို့လား။အင်းပေါ့။ ကျုပ်တို့ဆက်နေလောကီရရရဆက်နေလောက်ကုန်မယ်။အေးပေါ့လေဒါဖြစ်လေကျုပ်မတားတော့ပါဘူး။သူတော်နဲ့တစီကိုအုံးကနေရာကနေထွက်ခဲ့ကြတယ်။ရွာအပြင်ကိုရောက်တော့သူတော်ကယောဂီအတွင်ကနဲ့အယူအတွင်ကိုရုတ်ချီပြောင်းလဲသွားခဲ့တယ်။ဟင်ငါတော့သိပါပြီ။ဒါကိုကြည့်ပြီးတော့တစီကြီးကိုအုံးကညင်ညူလိုက်လိမ့်တယ်။ကိုအုံးရဲ့ပြောပြမှုကြောင့်ကျောင်းဦးကြီးရွာသားတွေဟာမကြကီရမအသေးဆုံးထားကြတဲ့လူတွေရဲ့ အလောင်းတွေထည့်ထားရာကြောက်အိုးတွေကိုလှလှဖွင့်ကြည့်ကြတယ်။အထဲမှာအလောင်းတွေတစ်ခုမှရှိမနေဘူး။ဟာလာဟင်းလင်းပဲ။အကောလုံးကိုအောင်ပြောပြတာကိုယုံကြည်ကြလိမ့်မည်။ပြီးတော့နေရွေးချင်းပဲအပြင်ရောက်နေတဲ့လှပုံရဲ့အလောင်းကိုကြောက်အိုးစီကိုပြတ်သွင်းနဲ့ကြောက်အိုးသွင်းခွက်ကိုပြက်လဲပြုတ်လောက်ကြတယ်။လှပုံရဲ့ကြောက်အိုးသွင်းခွက်ကိုအစင်လာတစ်ခုဒီလေးတစ်ခုဖြစ်နေတဲ့အတွက်ကြောင့်အရင်အတိုင်းမပြောင်းလဲပဲလှုပ်ဆောင်ကြတယ်။နောက်တလအကြာမှာတော့သူတော်မှားခဲ့တယ်လို့ပဲ။ ရခိုင်တို့ဘလူးဖန်စီထားတာကိုခံရတဲ့လူတွေအတွက်ရည်စူးပြီးတော့ကျောက်အိုးကြီးရွာမှာ အကျွတ်လုတ်ပွဲကြီးကိုကျင်းပပြုလုပ်ပေးခဲ့ကြပါတယ်။ပရိသတ်များရှေ့အယူသူတော်နဲ့ကျောက်အိုးသွင်းပွဲဇလန်းလေးရတော့ဒီလောက်ပါပဲနော်။နားစေအားပေးခဲ့ကြတဲ့ပရိသတ်တွေတူကြီးစီကိုကျေးဇူးထူးပဲတည်ရှိတယ်လို့စာရေးဆရာနောင်ယိုးစေးကိုလည်းကျေးဇူးထူးပဲတည်ရှိပါတယ်ရှေ့။ဒီဇလန်းလေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျမတကူးမိပဲဖြစ်ပါတယ်။ပရိသတ်များအားလုံးပဲ ကံကောင်းခြင်းပြည့်ရှိခြင်းကျမ်းမာခြင်းတွေကို အစေထာဝရပန်းဆိုင်နိုင်ကြပါစေရှင်။